အီရန်အမြင့်ဆုံးခေါင်းဆောင်အရာတိုလာအလီခါမေနီဟာယာရုမဖြုတ်ချခံရပြီးကိုမျက်ခံခဲ့ရတဲ့အီရက်သမရဆက်တာဟူစိအီအဖြစ်မျိုးနဲ့ကြုံတွေ့ခံစားရလိမ့်မယ်လို့အစ္စရေးကာကွယ်ရေးဝန်ကြီးအစ္စရေးကက်စ်ကဇော်လန်ဆောက်ခွနရဲ့မှာတတိပေးခဲ့ပါတယ်။ကာဆာ စ္စရေးစစ်တပ်နဲ့လုံခြုံရေးတပ်ဖွဲ့ဤတပ်မှုများနဲ့ပြုလုပ်တဲ့အစည်းအဝေးအတွင်အဲ့ဒီလိုတတိပေးခဲ့ခြင်းဖြစ်တယ်လို့ကာကွယ်ဝင်ကြီးယုံကထုတ်ပြန်ခဲ့ပါတယ်။ဆွေရဇဝမှုတွေဆက်လက်ကျူးလွန်ပြီးအစ္စရေးပြည်သူတွေကိုဒုံးကျည်တွေနဲ့ပစ်နေတဲ့အီရန်အာဏာရှင်ကိုကျွန်တော်တတိပေးခြင်းပါတယ်။သူ့အနေနဲ့အစ္စရေးကိုဆက်ကျင်တဲ့အီရန်ရဲ့အိမ်နီးချင်းနိုင်ငံအီရက်ကအာဏာရှင်တဦးကြုံတွေ့ခဲ့ရတဲ့အဖြစ်ပျက်တွေကိုတတိယသိမ်းပါတယ်လို့ကက်စ်ကပြောကြားခဲ့ပါတယ်။ဆာဒရူဟူစိန်ဟာ2003ခုနှစ်ကအီရက်ကိုအမေရိကန်ဦးဆောင်တဲ့ကျူးကျော်ဝင်ရောက်တိုက်ခိုက်မှု ှုအတွင်းယာရုမဖြုတ်ချခံခဲ့ရပြီးနောက်ပိုင်းတွင်ဖမ်းဆီးခံရကကုတ်မြက်ခံခဲ့ရပါသည်။ယာရုစိအစိုးရဖွဲ့ကလည်း1992ခုနှစ်ကဖြစ်ပွားခဲ့တဲ့ပင်လယ်ကွေ့စစ်ပွဲအတွင်းအစ္စရေးကိုဒုံးကျည်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။